ားလုံးပဲမင်္ဂလာပါထဲရော့ပိုင်းချီကကျူဆိုပါရယ်ဒီနေ့လုတ်ပြီးမှာပေါ့နော်နိုင်ငံသားသွားဖို့ကြံရွယ်နေတဲ့သူတွေပေါ့နော်နိုင်ငံသားသွားဖြစ်မှာလားပြီးတော့ကို့မှာဘာတွေအခက်အခဲတွေရှိနေရလဲပေါ့နော်အဲ့ဒါလေးကိုလုတ်ပြီးမှာဖြစ်တယ်အဲ့တော့ပိုင်းလေးနှစ်ပိုင်းပေးထားရယ်ပေါ့နော်အဲ့ဒီကမှာကိုကြိုက်တဲ့ပိုင်းလေးတစ်ခုရွေးပြီးတော့ဆက်ကြည့်ပေးပေါ့နော်ချီဒီ YouTube Channel လည်းထောင်ထားရယ်ပေါ့နော်အဲ့တော့ YouTube မှာလည်းသွား Subscribe လုပ်ပြီးတော့တခြား video လေးတွေလည်းသွားကြည့်လို့ရပါတယ်ပေါ့နော် ပြီးတော့ကို့အတွက်ပဲတီးတန် private reading လိုချင်တဲ့ဆိုရင်ဒီ messenger ဒါမှမဟုတ်ရင် TikTok အမြန်လာပြီးတော့မေးနိုင်နေပေါ့နော် okay အဲ့ဆိုရင်ဆက်လိုက်ရအောင်ဒီ file 1လေးကိုရွေးထားတာဒီပုံလေးပေါ့နော်လက်ရှိကိုရဲ့ဒီ current energy ကိုကြည့်ပေးမယ်ပေါ့နော်ကိုရဲ့ဒီ current energy နဲ့ကိုဖြစ်နေတဲ့အရာနဲ့ kait တော့မှဒီ file လေးကိုဆက်ကြည့်ပေါ့နော်ကိုနဲ့မ kait ဘူးဆိုရင် file 2လေးကိုတွားကြည့်ပေးပေါ့နော် okay file 1လေးဒီနိုင်ငံသားကံအတွက် current energy ပေါ့နော် โอเค back of the deck မှာ nine of cups အဲ့ဒါဆိုလို့ရှိရင်ဒီပိုင်ဝမ်းသမားလေးတွေ ਆ ပေါ့เนาะဘယ်လိုဖြစ်နေလဲဆိုတော့ကိုယ့်ရဲ့ left shift current energy ਆ ပေါ့เนาะကိုကိုကိုအဲ့လိုမျိုး confident တော့ရှမ်းများတယ်ကွာဒီပိုင်ဝမ်းလေးကိုရွေးထားတဲ့သူက ိုအဲ့လိုမျိုးလုံနိုင်နေဘေးရာမဆိုကိုကြော်လွှားနိုင်နေအဲ့လိုမျိုး confident အရန်များနေရမျိုးတော့ရှိလိမ့်မယ်ပေါ့နော်ကိုကိုယုံကြည်ချက်အပြည့်အဝရှိရဲ့ကွာပြီးလို့ရှိရင်ကိုဘွားမှာဆိုလို့ရှိရင်လည်းကိုရွေးချယ်စရာရှိလိမ့်မယ်ဥပမာဒီတနိုင်ငံနဲ့မဟုတ်ဘဲနဲ့နှစ်နိုင်ငံလောက်သုံးနိုင်ငံလောက်ပြိုင်ပြီးတော့ရွေးချယ်နေတာမျိုးအဲ့လိုမျိုးတွေလည်းရှိရဲ့ပြီးလို့ရှိရင်ကိုရဲ့ဒီရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုအဲ့လိုမျိုးထောက်ပံ့ပေးမဲ့သူတွေကလည်းအပြည့်အဝရှိတတ်တယ်ပေါ့နော် ဒါကတော့ energy တစ်ခုပေါ့เนาะနောက်ထပ် energy တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒီပိုင်ဝန်းလေးတွေထဲမှာကိုကအဲ့လိုမျိုးနိုင်ငံခြားခီးစဉ်သွားဖို့လုပ်နေတာရှိတယ်ဒါပေမဲ့ကိုဘယ်နာအမြင်ဆလုပ်အောင်လည်းမသိဘူးပြီးလို့ရှင်ကိုကိုတိတ်ပြီးတော့ယုံကြည်ချက်တိတ်ရှိတာအောင်မတွေ့ရဘူးပေါ့เนาะကိုရဲ့ဒီကိုတကယ်လုံနိုင်ပါမလားတခြားနိုင်ငံမှာသွားရင်အဆင်ပြေပါမလားအဲ့လိုမျိုး energy လေးရှိနေတတ်တယ်ပေါ့เนาะโอเคဒီ energy ကကိုနဲ့ကိုက်တယ်ဆိုလို့ရှင်ပိုင်ဝန်းလေးတွေစက်ကြည့်ပေးပေါ့เนาะ ဟိုဟေးပိုင်ဝမ်းလေးတွေနိုင်ငံသားသွားဖို့အစီအစဉ်လုပ်နေတာဒီအောင်မြင်မှာလားပေါ့နော်ပိုင်ဝမ်းလေးတွေနိုင်ငံသားသွားဖို့လုပ်နေတဲ့အစီအစဉ်အောင်မြင်မှာလားပေါ့နော်နောက်ထပ်ဒီပိုင်ဝမ်းလေးတွေမှာဗာအခက်ခဲတွေရှိနေတယ်ပေါ့နော်ဗာအခက်ခဲတွေရှိနေရတယ် อืมโอเคအဲ့ဆိုလို့ရှင်ဒီမှာအရင်စလိုက်ရအောင်နိုင်ငံခြားသွားဖို့အစီအစဉ်ပေါ့เนาะအောင်မြင်ပါလားပေါ့เนาะအဲ့တော့ဒီပိုင်ဝန်းလေးတွေထဲမှာโอเคโอเคဒီထဲမှာတချို့อ่ะလေပိုင်ဝန်းလေးတွေတချို့อ่ะအရန်စူးစားတယ်ပေါ့เนาะဒီလားကိုဖြစ်ချင်တဲ့အရာကိုရအောင်လုပ်တယ်အဲ့လိုမျိုးအဲကိုကအဲ့လိုမျိုး team work တွေ group work တွေလုပ်ရတာကောင်းနေပေါ့ကွာသူများနဲ့ပေါင်းတင်ဆက်ဆံပြီးတော့အဲ့လိုမျိုးလုပ်ရတဲ့အရာတွေမှာကိုကကောင်းနေ အဲအဲ့လိုမျိုးပြီးရင်ကျောင်းမှာဆိုလို့ရှိရင်လည်းကိုကတည်တည်ချာချာအဲ့လိုမျိုးအမှတ်တွေဘာညာကောင်းနေသူကွာအဲ့လိုမျိုးဖြစ်လိုက်မယ်ပြီးရင်တချို့ပိုင်ဝန်လေးတွေကကို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 ယုံကြည်မှုရှိရဲကွာကိုရဲ့ decision ဟိုကိုပြပြတတချနိုင်တယ်ဒါမဲ့ဒီပိုင်ဝန်လေးတွေကနိုင်ငံခြားသွားဖို့ဆိုရင်တော့ခဏတော့စောင့်အောင်မယ် ဘာဖြစ်လို့လဲဆိုတော့ तू ကတချို့အရာတွေပေါ့နော်တချို့အဲ့လိုမျိုး document ပိုင်းဆိုင်ရာနဲ့ပတ်သက်တာတို့ဒါမှမဟုတ်ရင်တချို့အဲ့လိုမမြင်ရတဲ့ခက်ခဲတွေဘာညာအဲ့လိုမျိုးတွေပေါ်လာတတ်တယ်ပေါ့နော်အဲ့လိုမျိုးတေးတေးလေးတွေတေးတေးလေးတွေအဲ့လိုမျိုးအိုအစင်မပြေနေသေးတာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့တချို့ပိုင်ဝန်လေးတွေကအားမလျှော့ပါနဲ့ပေါ့နော်ဆက်လက်ပြီးတော့စူးစမ်းပါနိုင်ငံခြားသွားဖို့ရှိလာနိုင်လားဆိုရင်တော့ဒီပိုင်ဝန်လေးကိုရွေးချယ်ထားတဲ့သူက အာကိုဒီစိတ်ဆန္ဒပြင်းပြရင်ပြင်းပြသလောက်သွားဖို့ရှိရပေါ့နော်90ရာခိုင်နှလုံးကတော့ဒီပိုင်ဝင်လေးတွေကနိုင်ငံခြားသွားဖို့ရှိတယ်။ပြီးရင်ဒီထဲမှာဘာအခက်အခဲရှိရလဲဆိုတော့ကိုကဒီမှာဗုဒ္ဓဘာသာဆိုလို့ရှင်ပေါ့နော်။ကိုကဖျားတရားလေးပါညာတေချာလုပ်ပြီး manifestation တွေပါညာစိတ်ဝင်စားတယ်ဆိုလို့ရှင်တည်တယ်ဆိုလို့ရှင်အဲ့ manifestation နဲ့အဲ့လိုမျိုးလုပ်ပေါ့နော်။နိုင်ငံခြားသွားပြီးဆိုပြီးအဲ့လိုမျိုးလေးလုပ်ပြီးဒီတချို့ပိုင်ဝင်လေးတွေကပေါ့နော်။ကိုရဲ့ဒီ မိသားစုနဲ့ပတ်သက်ပြီးတော့ family attachment အရန်ရှိရဲကွာမိသားစုကိုချစ်ခင်တာတော့ဒါမှမဟုတ်လို့ချင်းကို့မှာအဲ့လိုမျိုးတခြားအဲ့လိုမျိုးနှောင်ဖွဲ့ကြိုးတွေကွာတည်ရမလားကို့အဲ့လိုမျိုးကို့တယောက်တည်းယုံထွက်လို့မရတာအဲ့လိုမျိုးအရာရှိနေတတ်တယ်ပေါ့နော်ပြီးရင်ဒီတချို့ပိုင်ဝန်းလေးတွေထဲမှာပေါ့နော်80%လောက်ကတွားဖို့ရှိရဲဘာဖြစ်လို့လဲဆိုလို့ရှိရင် ကိုဖြေထားတဲ့ interview တွေကအောင်သွားတာတို့ကိုလျှောက်ထားတဲ့အလုပ်နိုင်ငံခြားမှာလျှောက်သွားလျှောက်ထားတဲ့အလုပ်တွေကရလာတာတို့ဘာလို့ပိုင်ဝန်လေးတွေဖြစ်တတ်တယ်ပေါ့နော်ရှိတတ်တယ်အဲ့တော့ဒီပိုင်ဝန်လေးတွေကံကောင်းပါစီပေါ့နော်ကို့အတွက်ပဲတီးတန့် meeting ကြီးချင်ရင်ကြည့်ဒီ TikTok ဒါမှမဟုတ်ရင် Messenger မှာလာပြီးတော့မေးလာနိုင်တယ်နော် YouTube channel လေးကိုလည်းတွားပြီးတော့ subscribe လုပ်ပြီးပါပေါ့နော်ဒီ YouTube channel လေးမှာလည်းဗီဒီယိုလေးတွေတင်မှာပေါ့နော်အဲ့တော့ပိုင်ဝန်လေးတွေကံကောင်းပါစီ ဒီပုံလေးကိုရွေးထားတဲ့ file ထူးလေးတွေပေါ့နော်ကိုယ့်ရဲ့ဒီလက်ရှိ current energy ကိုအရင်စစ်ပေးမယ်ပေါ့နော်ဒီ energy ကကိုယ်နဲ့ kait တော့မှစက်ကြည့်ပြီးပေါ့နော်ကိုယ်နဲ့မ kait ဘူးဆိုလို့ရှိရင်ဒီပိုင်ဝန်းလေးသွားကြည့်လို့ရပါတယ်ပေါ့နော် sorry အဲ့တော့ file ထူးလေးတွေက file ထူးလေးတွေရဲ့လက်ရှိ energy ကိုအရင်စစ်မယ် file ထူးလေးတွေရဲ့လက်ရှိ energy ီဖိုက်ထူးလေးရဲ့လက်ရှိ energy ကဘလို့ဖြစ်နေလဲဆိုတော့โอเค လေပုံမှာနည်းနည်းတိုက်ဆောင်နေတတ်တယ်ကွာတချို့ပိုင်တူးလေးတွေကတည့်ရမလားအဲ့လိုမျိုးဒီထဲမှာတချို့ပိုင်ချိုးလေးတွေကចောင်းသားတွေလည်းပါတတ်တယ်ဒါမှမဟုတ်လို့ရှင်လည်းဒီငွေကြီးနဲ့ပတ်သက်ပြီးတော့စီးပွားရေးအစ်စ်လေးစတင်ပြီးတော့လောက်ကင်နေတာတို့တည့်ရမလားအဲ့လိုမျိုးကိုကအစ်စ်တစ်ခုခုလောက်ကင်နေရဲ့လောက်ကင်နေတတ်တဲ့သူတွေပါတတ်တယ်ပေါ့နော်တခါလေကြလို့ရှင်ကိုကနေကိုအရန်ပင်မန်းနေကွာကိုကကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုလုတ်ချင်တဲ့အရာတွေကို ဲ့လိုမျိုးအရန်အာတုံခွန်ဆိုင်နဲ့အမြဲလုံနေတတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့တစ်ခါလေကြာလို့ရှိရင်ကိုကကိုပိတ်မိနေရဲ့ကိုအရန်ပင်ပန်းနေတယ်ဥပမာပြောရရင်တော့ကိုနိုင်ငံသားသွားချင်တယ်ကွာမသွားရသေးကိုကြိုးစားတယ်ကို effort တွေအများကြီးထည့်တယ်အဲ့အတွက်ကြောင့်မို့လို့ကိုကတစ်ခါလေကြာလို့ရှိရင် ငါဒီမှာပဲပြိမိနေတော့မှလားငါလုတ်တဲ့ effort ကြီးအရာမထင်ဘူးလားအဲ့လိုမျိုးကြီးဖြစ်တတ်တယ်ပေါ့နော်ဒီ fight သူလေးတွေကလေအရန်ကြိုးစားရတဲ့သူတွေပါတယ်ပေါ့နော် okay ဒါကတော့ကိုယ့်ရဲ့ဒီလက်ရှိ current energy လေးပေါ့နော်အဲ့ဒါနဲ့ kait တယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်ရှုပေးပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်ဒီ fight သူလေးတွေအတော့ပေါ့နော်နိုင်ငံခြားသွားဖို့ခီးစဉ်အဆင်ပြေမှာလားပေါ့နော် fight သူလေးတွေနိုင်ငံခြားသွားဖို့ခီးစဉ်အဆင်ပြေမှာလားပေါ့နော်โอ้ โอเคဘာခက်ခဲတွေဖြစ်နေရလဲဖိုင်ချင်းလေးတွေကဘာခက်ခဲတွေကြုံနေရတာလဲဖိုင်ချူလေးတွေကဘာခက်ခဲတွေကြုံနေရတာလဲโอเคทรีออฟဝင်းโอเค ဲတော့ဒီပိုင်ဝန်းလေးတွေမှာပေါ့နော်သူကလေ the fool နဲ့ the tower နဲ့ရှိရပြီးတော့ဒီမှာ six of swords အဲ့တော့ဒီတချို့ပိုင်ဝန်းလေးတွေထဲမှာပေါ့နော်အဲ့လိုကျင်းတီပေါက်ကတော့နိုင်ငံသားတွားမှုက80ရာခိုင်နှုန်းလောက်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကဒီမှာ the fool ဆိုတာကကိုယ့်ရဲ့ဒီ new journey ပေါ့နော်အစ်စ်အဲ့လိုမျိုးခီးတစ်ခုစတင်ရမယ်အဲ့လိုမျိုးအဲ့တော့ ကိုမထင်ထားတဲ့အချိန်မှာဖြစ်လာမယ်ကွာဒီလားအဲ့လိုမျိုးကို့ဘွားရမှာအပြောင်းလဲတစ်ခုကြီးကြီးမားမားတစ်ခုဖြစ်ပေါ်လာမယ်ကို့ကိုကိုအဲ့လိုမျိုးခုနပြောခဲ့သလိုမျိုးကွာဘိုက်တူးလေးဆိုလို့ရှိရင်အရန်ပင်ပန်းနေကိုကဒီမှာအဲ့လိုပိတ်မိနေတယ်ဘာညာအဲ့လိုမျိုးခံစားရတဲ့သူတွေပေါ့ကွာသိမကြတော့ဘူးပေါ့နော်ကို့ဘွားတို့အဲ့လိုမျိုးအစ်တတပံပြန်စားဖို့အချိန်ရောက်ရှိလာတော့မယ်ပြီးလို့ရှိရင်ဒီထဲမှာကတွားဖို့ဘာအခက်ခဲတွေဖြစ်နေရလဲဆိုလို့ရှိရင်ပေါ့နော် တချို့ဒီပိုင်ဝမ်းလေးတွေကပေါ့နော်အဲ့လိုမျိုးတိတ်ပြီးတော့စိတ်မရှိဘူးကွာကိုကအဲ့လိုမျိုးအခုဆိုရင်အခုအဲ့လိုမျိုးအရင်စိတ်မြန်လက်မြန်စိတ်မြန်လက်မြန်ရှိတတ်တဲ့သူတွေပေါ့နော်အဲ့တော့ကြောင့်မလို့ကိုကအဲ့လိုမျိုးကိုလှုပ်ချင်တယ်ကိုသွားချင်တယ်ဆိုလို့ရှိရင်ကိုကတခုခုဆိုရင်မရမကအရင်စူးစမ်းတတ်တယ်ပေါ့နော်အဲ့တော့ကိုစိတ်လေးကိုခဏလေးခင်းဖြစ်ပြီးတော့ အဲ့လိုမျိုးတချို့ဒီဘိုင်ထူးလေးဆိုလို့ရှိရင်လည်းအားမွေးနေတဲ့သူတွေပါတယ်ပေါ့ကွာအဲ့လိုမျိုးနိုင်ငံခြားကိုသွားဖို့အိမ်မှာအလုပ်လုပ်ရင်ရောအဆင်ပြေမလားသိရမလားပြီးရင်ဘလို့သွားမှလဲအဲ့လိုမျိုးဖြစ်နေတတ်တယ်ပေါ့နော်တချို့တွေဆိုလို့ရှိရင်ကွာဘလို့ဖြစ်လဲဆိုတော့အဲ့လိုမျိုးကိုသွားမဲ့နိုင်ငံကကိုတို့အဲ့လိုမျိုးဘာသာရေးဘာသာဘလို့ပြောမလဲဘာသာအခက်ခွဲအခက်ခဲရှိနေတတ်တယ်ပေါ့ကွာ language barrier အဲ့လိုမျိုး ကိုဒီအင်္ဂလိပ်စကားပြောရတဲ့နိုင်ငံတော်၎င်းဒါမှမဟုတ်ဂျပန်နိုင်ငံတော်၎င်းအဲအဲ့လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီ language ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့သင်ယူနေတဲ့သူလေးတွေလည်းရှိရပေါ့နော်အဲ့တော့ဒီထဲမှာချီကအကုန်လုံးပြောချင်တာပေါ့နော်အဲစူးစမ်းပါတနည်းနဲ့တနည်းအဲ့လိုမျိုးစာကြက်တယ်စာလုတ်တယ်ကိုသွားဖို့ရည်မှန်းချက်ရှိပြီးသားဆိုလို့ရှင်လည်းဖြစ်အောင်လုပ်ပါပေါ့နော်တနည်း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 ကြက်ရင်လည်းကိုကဟိုအများကြီးတိလာမယ်ပေါ့ကွာတိလာပြီးတော့အဲ့လိုမျိုး ဟိုစွန့်စားကြည့်ပါပေါ့เนาะမကြောက်ပါနဲ့ပေါ့เนาะဒီဖိုင်ထူးသမားလေးတွေကလည်းအဲ့လိုမျိုးစွန့်စားရတာကြိုက်တဲ့သူလေးတွေပါတယ်ပေါ့เนาะကိုကအဲ့လိုမျိုးဟိုကွာဘယ်လိုပြောမလဲ စွန်စားပြီးတော့ကိုလှုပ်တတ်တယ်ပေါ့ကွာသိရမလားမကြောက်ဘူးအဲ့လိုမျိုးအဲ့တော့စွန်စားကြည့်ပါလှုပ်ကြည့်ပါပေါ့နော်ပြီးလို့ရှိရင်ကိုဟိုဘက်ရောက်သွားလို့ရှိရင်လည်းအဆင်ပြေနိုင်တာမျိုးတွေရှိရပေါ့နော်အဲ့တော့ကို့အတွက်ပဲကိုဘယ်ချိန်နောက်သွားမလဲအဲ့လိုမျိုးတတိတတန်ကို့အတွက်ပဲသိချင်တယ်ဆိုရင်ပေါ့နော် CUD TikTok ဒါမှမဟုတ်ရင် Messenger အမြင်လာပြီးတော့မေးနိုင်တယ်ပေါ့နော်ဒီ YouTube channel လေးလည်းဖွင့်ထားတယ်ပေါ့နော်အဲ့တော့ YouTube ကိုလည်းတွားပြီးတော့ subscribe လုပ်ပေးပါပေါ့နော်အဲ့တော့ဖိုင်တူးလေးတွေကံကောင်းပါစေနော် 拜拜。Bye bye.